မင်္ဂလာပါရှင်ရှမ်းကွန်မီဒီယာကကြိုဆိုပါရစေ။နှစ်၈၀ပြည့်တက်မတော်နေ့ကိုကြိုဆိုကွန်ပြူတာအဖြစ်ချိုင်းတုံမျိုးနဲ့ပန်ကွဲလိုက်မွေကွန်ကရစ်လန်တဲ့သုံးမြင်းဆောင်လေးမိုင်ဖွင့်ပွဲခမ်းနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံမျိုးနယ်တွင်နှစ်၈၀ပြည့်တက်မတော်နေ့ကိုကြိုဆိုကွန်ပြူတာအဖြစ်ပန်ကွဲလိုက်မွေကွန်ကရစ်လန်တဲ့သုံးမြင်းဆောင်လေးမိုင်ဖွင့်ပွဲကိုမတ်လ၂၅ရက်ကအဆိုပါလမ်းမ၌ကျင်းပခဲ့ပါရစေ။ ။လမ်းဖပွဲတွင်ထရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဘူမှုချုပ်စိုးလိုင်းကအမှားစကားပြောကြားပြီးရှမ်းပြည်နယ်ရှိပိုင်းခြေလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှညွန်ကြားမှုဦးကျော်စီရာလင်းကပန်ကွဲမလိုက်မွေကွန်ကရစ်လမ်းတဲ့သုံးမြင်းဆောင်လေးမှဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။အဲဒီနောက်လွိုင်းမွေဒေတာခန်အာခတိုင်းရင်သားကြီးရဲ့ဦးမင်းညိုကကွန်ကရစ်လမ်းသစ်ဖောက်လုပ်ပေးခြင်းအပေါ်ဂျေဆုတန်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးပန်ကွဲလိုက်မွေးကွန်ကရစ်လန်ဒစ်ကို Trigan Data တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်ဆိုလိုက်ပြည်내ဆိုရာအုပ်ချုပ်ရေးအဖွဲ့ခွင်ရှမ်းအရှိဥက္ကဋ္ဌဦးစော်လွင်ဦးနဲ့တာဝန်ရှိသူများကဖေးချုပ်ဖြတ်ဖွင့်လှစ်ပေးပြီးကွန်ကရစ်လန်ဒစ်အားကြီးစုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ရှင်